ကဲကျွန်တော်တို့ဆက်လက်ပြီးတော့တင်းတင်းလသားသမီးတွေရဲ့တပတ်တာကံကြမ္မာကိုကျွန်တော်တို့လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အပတ်စဉ်တိုင်းလဲကျွန်တော်တို့ရင်ကုန်ပြောချင်တဲ့လမ်းညွှန်ဟောကြားပေးလည်းရှိပါတယ်အဲ့တော့ဒီတစ်ပတ်မှာဆိုရင်တော့နှစ်ဆန်းနှမနှစ်ရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့ကျွန်တော်တို့နှစ်ဆန်းနှမရှိရဲ့ဇွန်လ2025စနေနေ့တိတပတ်တာအတွင်းတနင်္လာသားသမီးတွေရဲ့ကံကြမ္မာဘယ်လိုများဖြစ်မလဲဘယ်လိုကြုံတွေ့မလဲကျွန်တော်ကြည့်လိုက်ကြရအောင် ကဲဒီတစ်ပတ်မှာဆိုရင်တော့တင်းလာသားသမီးတွေအနေနဲ့အလုံးကံကောင်းတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဘာလုပ်ချင်လဲဘာဖြစ်ချင်လဲအကုန်လုပ်လို့ရပြီအကုန်ဖြစ်ပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတော့မှကိုလောက်ကင်ကြံစီသမီးတွေအလုံးအောင်မြင်မယ်လုပ်လို့ရတယ်လုပ်တိုင်းဖြစ်မဲ့တပတ်တာဖြစ်တယ်ပြီးရတဲ့ကာလတွေမှာကိုကမဖြစ်ဘူးရပါမလားဆိုတဲ့ကိစ္စတွေကအစဒီတော့မှဖြစ်မယ်အဲ့တော့ပြီးခဲ့တဲ့တပတ်နှစ်ပတ်မှာတလားနှစ်လားမှာမဖြစ်ဘူး ငါအဆင်မပြေခဲ့ဘူးဆိုတဲ့ဟာတွေပြန်ပြီးလှုပ်ယူလို့ရပါမလားစူးစမ်းလို့ရပါမလားဆိုတဲ့ကိစ္စတွေအစဒီဇဘမှာပြန်ပြီးတော့ဖြစ်မှာဖြစ်ပါတယ်အဲ့တော့ဒီဇဘမှာဘာမစိုးကိုလှုပ်လို့ရပြီစူးစမ်းလို့ရပြီဆိုတဲ့တပတ်တာဖြစ်တယ်လို့ကောင်းသောခီးတွေကြုံရမယ်ပျော်ပွဲရှင်ပွဲတွေသွားရမယ်ပွဲလန်းသမင်အခမ်းအနားတွေကိုရောက်မယ်ဟာလားကောင်းသောခီးတွေကြုံရမယ်အဲ့တော့အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေများရှိရင်ဒီဘက်မှာလှုပ်ချင်းဖြစ်အောင်မြင်မှာဖြစ်ပါတယ်အဲ့ဒီလိုပဲမိတ်ဆွေကောင်းတွေနဲ့တွေ့ရမယ်ရဝေးရနေ သတင်းကောင်းသတင်းဒူးတွေကြားမယ်ပြည်တွင်းပြည်ပကနေပြီးတော့အအဆက်အသွယ်ကောင်းတွေရတာဆိုမျိုးတွေဖြစ်မယ်အဲ့တော့ပြက်တောက်နေတဲ့အဆက်အသွယ်တွေရှိရင်လည်းဖုံးပြန်ပြီးတော့အဆက်အသွယ်ရတာဟလာဟိုဟို Viber တို့ Messenger တို့ကနေအဆက်အသွယ်ရတာစသဖြင့်ဒီလိုမျိုးတွေဖြစ်မှာဖြစ်သလိုလူငယ်များဖို့အထူးကံကောင်းတာအခြေအိမ်တော်ကြီးနဲ့ပတ်သက်အလွန်အကန့်ကောင်းတဲ့တပတ်တာကာလဖြစ်ပါတယ်အဲ့တော့ချစ်သူကြီးစားတစ်တွေရတတ်တယ်အခြေအိမ်တော်ကြီးမြေတားကြီးနဲ့ပတ်သက်ပြဿနာတတ်နေတော့ဒီဘက်မှာတော့ ပြန်လည်ညီတိုင်းဆွေးနွေးခြင်းဖြင့်ပြန်ပြီးအဆင်ပြေမယ်အခြေအနေတွေနဲ့ပတ်သက်ရင်ပျော်ရွှင်ရမယ်စိတ်ချမ်းသာရမယ်ဆိုတဲ့တပတ်တာ ကာလဖြစ်ပါတယ်အလားတူပဲဒီတော့မှဆိုလို့ရှိရင်တော့လက်မဲ့အခြေအနေလက်ပလာအခြေအနေမျိုးမဟုတ်တော့ဘဲနဲ့လက်ရှိလက်ဆုပ်လက်ကင်ပြုတ်နိုင်တဲ့ဘဝမျိုးအခြေအနေမျိုးပြန်လည်ထူထောင်မှဖြစ်ပါတယ်အဲ့တော့ငွေကြေးရစီးပွားရေးရလက်မဲ့ဖြစ်သွားတယ်ဆုံးယုံသွားတယ်ဆိုတဲ့ဟာတွေကဒီတော့မှပြန်ပြီးတော့လက်ဆုပ်လက်ကင်ပြုတ်မိမဲ့တပတ်တာကာလမျိုးဖြစ်ပါတယ် အဲ့တော့ interview ဖြစ်မယ်အလုပ်သွားရှောက်မယ်ဟလာအရေးကြီးတဲ့လုပ်ငန်းဆောင်ရာတွေကိုစီမံဆောင်ရွက်မယ်ဟလာစုံစမ်းစမ်းလုပ်ရမယ်အလုပ်တွေလုပ်မယ်ရင်းနှီးမြှုပ်နှံမယ်ဆိုင်ကနားရုံးငန်းတွေဖွင့်မယ် interview ဖြစ်မယ်အလုပ်သွားရှောက်စသဖြင့်ဒီလိုအလုပ်တွေသို့မဟုတ်တခြားသောအရေးကြီးတဲ့အလုပ်တွေရည်ရကြံစီထားတာရှိရင်အကောင့်တွေပေါ်လုံဆောင်ခြင်းဖြင့်အောင်မြင်မဲ့တပတ်တာကာလဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာတော့ကျွန်တော်တို့အနှစ်ချုပ်အားဖြင့်တင်းလာသားသမီးတွေအနေနဲ့အလွန်ငါကောင်းတဲ့တပတ်တာဖြစ်တဲ့အတွက်ကြောင့် ကိုဘက်ကဇွဲကောင်းပြီးကြိုးစားရင်ကြိုးစားတော့အရာထင်မဲ့တပတ်တာဖြစ်ပါတယ်အလုံးကံကောင်းပါတယ်လှုပ်တိုင်းဖြစ်မဲ့တပတ်တာလို့ပဲကျွန်တော်တို့လမ်းညွှန်ရင်းနဲ့ဒိန်းလန်သားသမီးမိစေများအတွက်ဒီတပတ်အတွက်ကျွန်တော်တို့လမ်းညွှန်ဟောကြားလိုက်ပါတယ်